တိတ်တမတ်စင်ညာရှင်ရွေးလို့တရားတော်တွေမှာနားကြားရပါတယ်ဆရာသတိကိုတော့နားလေပါတယ်တမတ်စင်ညာရှင်တွဲတယ်ဆိုတာကိုကွက်ကွက်ပြပြမသိပါဆရာဆရာအချိန်ရရင်ဂဂနနရှင်းပြပေးစီလိုပါတယ်ဆိုပြီးတော့မေးမြန်းထားပါတယ်ဆရာတမစင်ညာရှင်ရွေးလို့တရားတော်တွေမှာနားကြားရပါတယ်ဆရာသတိကိုတော့နားလေပါတယ် တမ္ပတ်စင်ညာရှင်တွဲတယ်ဆိုတာကိုကွက်ကွက်ပြပြမသိပါဆရာ။ဆရာအချိန်ရရင်ဂဂနနရှင်းပြပေးစီလိုပါတယ်ဆိုပြီးတော့မေးမြန်းထားပါတယ်ဆရာ။တမ္ပတ်စင်တရားက၄ပါးရှိတယ်ပေါ့နော်။ပိစတခုပြုလုပ်တော့မယ်လို့ဆိုရင်ပထမဦးဆုံးအကျိုးရှိမရှိဆိုတာဆင်ခြင်ရမယ်။အဲ့ဒါကိုတတ္တကတမ္ပတ်စင်လို့ခေါ်တယ်။နောက်ဒုတိယအနေနဲ့ကအကျိုးရှိတော်လည်းပဲလုံတဲ့မလုံတဲ့ဆိုတာထပ်ပြီးဆင်ခြင်ရတယ်။အဲ့ဒါကိုတပ္ပယတမ္ပတ်စင်လို့ခေါ်တယ်။တမ္ပတ်စင်၅ပါးပေါ့နော်။ရှိတာတော့၄ပါးပေါ့။ အဲ့တော့ပထမကဘာလဲဆိုရင်အကျိုးရှိမရှိဒါကအကျိုးရှိပြီဆိုပြန်တော့လည်းပဲလုပ်ဖို့သင့်မသင့်ဆိုတာရှိသေးတယ်အကျိုးရှိချင်လုပ်လို့မရဘူးဆိုတော့ဒီသံစင်တရားပြတာပေါ့နော်ဥပမာထင်ရှားအောင်ပြောမယ်ဗျာကျွန်တော်တို့တရားဆွေးနွေးကြတာပေါ့တရားဆွေးနွေးတာဟာအကျိုးရှိတဲ့လုပ်ငန်းတစ်ခုပဲလေနော်လုပ်ရမှာပေါ့မင်္ဂလာတုံးမှာပါတယ်မြတ်စွာဘုရားရှင်ကကာလီနတ်ဓမ္မတာကိစ္စအေတံမင်္ဂလာမုဒ္ဒမအဲ့တော့ဓမ္မတာကိစ္စဆိုတာတာကိစ္စဆိုတာသဟကထဏံတာကိစ္စ တဟအတုတကကထဏံဆွေးနွေးခြင်းတည်တာကိစ္စာတာကိစ္စာမြည်ဆွေးနွေးခြင်းဝန်တာကိစ္စာလို့ခေါ်တယ်ပါဠိလိုအဲဒါဖြင့်ဘာဆွေးနွေးကြလဲဆိုရှေ့မှာရှိတဲ့ဓမ္မပေါ့ဓမ္မတာကိစ္စာဆိုတရားဆွေးနွေးရလောကကြောင့်ဆွေးနွေးရင်လောကတာကိစ္စာခေါ်တာပေါ့အခုကဓမ္မတာကိစ္စာခေါ်တယ်မင်္ဂလာသုတ္တမအဲ့ဒါဘာလဲဆိုရင်မင်္ဂလာမြည်ရဲ့တဲ့မင်္ဂလာမြည်ရဲ့ဆိုတာအဋ္ဌိကာရဏံဝုဒ္ဓိကာရဏံသဗ္ဗသမ္ပတ္တိကာရဏံ အေဂျီကာရဏံဆိုတာပြည့်ပြည့်စုံစေဖို့ဝုဒ္ဓိကာရဏံအစင်းစင်တိုးတက်ရစေဖို့တပတ်တပတ်တိကာရဏံဆိုတာလောကီလောကုဆိုတာနှဖျားသောကျုပ်ကိုရစေဖို့ဒါဆိုရင်ဒါအကျိုးရှိတဲ့လုပ်ငန်းပေါ့နော်ဒါပေမဲ့ခုနကပထမသတ္တကတံမစင်နဲ့တော့ကိုက်သွားပြီတရားရှင်တွေဓာတ်ဒီအကျိုးရှိမရှိရှိတယ်နော်ဘုရားရှင်ဟောတာလေဒါပေမဲ့ကျွန်တော်တို့ကတစ်ချက်ကြည့်ရမှာကဘုရားရှင်ကအဲ့ဒီဓမ္မတာကိစ္စရဲ့ရှေ့မှာကာလေနဆိုတာပါတယ်ကာလေနဓမ္မတာကိစ္စကာလေနဆိုတာအချိန်ကာအခွင့်အားလျော်စွာလို့ပြောတယ်အဲ့တော့အဲ့ဒီဇာကကသူကအချိန်တိုင်းရှင်နေတာကို reject လုပ်တယ် ော်တရားအချိန်တိုင်းဆွေးနွေးရမယ့်ကိစ္စမဟုတ်ဘူးအဲ့ဒါဒုတိယချက်ပေါ့ဆွေးနွေးတဲ့မဆွေးနွေးတဲ့အဲ့ဒီကြောင့်ဘာစင်ထည့်စင်စားရလဲဆိုကာလဒေတာပုဂ္ဂလဘေယောကအကုန်ထည့်စင်စားတရားဆွေးနွေးတဲ့ဆိုအချိန်တိုင်းမဟုတ်ဘူးကာလနာဆိုအချိန်ကာကွန်းအားလျော်ဆိုအခုကျွန်တော်တို့ရှေကုံစည်တော်နိကေငါရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ကျွန်တော်အတွင်းရေးမှုပေါ်ဗျာနော်အဲ့တော့အဲ့ဒီမှာဟိုသူများဥပမာပေးထားတယ်ကိုယ့်အဖွဲ့ကိုဥပမာပေးမယ်ဘာဖြစ်လို့ဓမ္မတာကိစ္စဖြစ်နေလို့နော်အဲ့တော့ပထမဆုံးကာလပေါ့ကာလဆိုတဲ့နေရာမှာ ကျွန်တော်တို့ရွှေကုံသီတီတော်မှာအဲရင်းမြစ်တော်မှာကျွန်တော်တို့ဓမ္မသာကိစ္စဆွေးနွေးတာအပတ်တိုင်းဆွေးနွေးတယ်ဆိုပေမဲ့နေ့တိုင်းဆွေးနွေးတာမဟုတ်ဘူးတပတ်မှာကျွန်တော်တို့တရက်ပဲဆွေးနွေးတယ်ဒါကာလီနာဖြစ်ဖို့အတွက်နော်တရက်ကိုလည်းရွေးရတယ်ဘယ်ရက်လဲဆိုကျွန်တော်တို့တနင်္ဂနွေနေ့ကိုရွေးရတယ်တနင်္ဂနွေနေ့ဆိုတာအလုံးလူတွေအားရက်တွေပေါ့နော်တချို့စနေဆိုရင်တော့မအားကြဘူးလေကုမ္ပဏီတွေပါအဲ့တော့တနင်္ဂနွေနေ့ကိုရွေးတယ်ရွေးပြီးတဲ့အခါမှာနောက်ကာလတစ်ခုအချိန်ုံတတ်မှတ်အောင်တနင်္လာရက်နေ့၄နာရီကိုကျွန်တော်တို့တတ်မှတ်တယ်နော်ဒါစီမင်းစီကံပေါ့ တနာယူဆိုတာနေ့လက်တနာယူဆိုတာမနေ့ပိုင်းပုပ္ပကိစ္စတွေအကုန်ပြီးပြီစာရေးတောက်ရရစပြတ်သွားပြီဥပဒေတရားစပြီးသွားပြီတနာယူဆိုတာနားယူတဲ့အချိန်လေးပေါ့နော်အေးဆေးဖြစ်နေတဲ့အချိန်လေးနောက်ညနေ၄နာရီဆိုတာလည်းမစောလုံးဘူးနောက်မကြလုံးဘူး၄နာရီချက်နောက်ဆိုရင်လည်းပဲရက်ဝေးကိုပြန်ရတဲ့ဆွေတကုံကလည်းရက်ဝေးကိုပြန်ရတဲ့တက်ကြီးသမားတွေပါလေကြအခက်ခဲရှိတယ်ရှေ့ပန်းကြတော့လည်းပူပြပေါ့နော်၃နာရီပါလေကြအဲ့တော့အဲ့ဒါကာလီနာဆိုတာကာလကိုထပ်ပြီးတော့တင့်မတင့်အချိန်လေးတစ်ခုတတ်မှတ်တယ်ပေါ့နောက်ဒေသပေါ့ဗျာ တရားဆွေးနွေးတယ်ဆိုတာကဆွေးနွေးတဲ့ပုဂ္ဂိုလ်ဟိုလူအုပ်စုအုပ်စုများလေကောင်းလေဆိုပေမဲ့ပေါ့ဗျာတရားကိုဆွေးမှတ်တိုင်မျိုးဆွေးနွေးလို့အဆင်မပြေဘူးဈေးထဲမှာဆွေးနွေးလို့အဆင်မပြေဘူးဒီတော့ကျွန်တော်တို့ဘာကိုသတ်မှတ်ပေးလဲဆိုတော့ရွှေကုံစည်တီတော်ရင်ပြင်စနေတော့ရွှေတော်ငွေတော်တစောင်းမှာဒါဒေသခေါ်တာပေါ့နေရာဒေသပေါ့သေနာသန္တန်ပြီဥပနေတရားပြည့်စုံတာပြည့်စုံရောဆိုတာလေဥပနေတရားပြည့်တာပေါ့နေရာထိုင်ခြင်းရလဲပဲရှိတဲ့တဲ့မှာကြည့်ရင်ရွှေကုံစည်တီတော်ရဲ့တိတော်ရိပ်ကိုခိုးပြီးတော့ ဖေတောင်ငွေတောင်တစောင်းမှာဆွေးနွေးတာလည်းနိကေ5ရက်ဝင်လို့ဖြစ်တဲ့အတွက်နိကေ5ရက်နဲ့ပတ်သက်တဲ့အကျုံးဝင်တဲ့တရားတွေပဲဆွေးနွေးတယ်နိကေ5ရက်မှာအပဟာတွေကျွန်တော်တို့ကမဆွေးနွေးဘူးအပြင်လောကစကားတွေမဆွေးနွေးဘူးပေါ့ဒါကာလဒေတာပေါ့နောက်ပုဂ္ဂိုလ်ပုဂ္ဂလဆိုတဲ့နေရာမှာတရားဆွေးနွေးတာဟာအကျိုးရှိတယ်ဆွေးနွေးတဲ့မဆွေးနွေးတဲ့ဒီမှာဆွေးနွေးတဲ့သောပုဂ္ဂိုလ်မဆွေးနွေးတဲ့သောပုဂ္ဂိုလ်ဆိုရဲခွဲခြားတာဆိုတော့အမျက်ဒေါသကြီးတဲ့ပုံကိုယ်လေးဆိုမဆွေးနွေးသင့်ဘူး နော်ထောက်တာကြည့်ကြတယ်။နောက်မသိဘဲနဲ့သိအောင်ဆောင်လာတဲ့ပုံကိုယ်တွေမတက်ဘဲနဲ့တက်အောင်ဆောင်လာတဲ့ပုံကိုယ်တွေဒါဆွေးနွေးတဲ့အထဲမှာမပါဘူး။တခါသိတယ်တက်တယ်။သို့တော်လည်းဆွေးနွေးခြင်းအတတ်ပညာဆိုတာရှိသေးတယ်။လူတိုင်းကဆွေးနွေးခြင်းတက်ပညာမရှိဘူး။သိပြီတက်ပြီမဲ့လည်းပဲတချို့ကရှိတယ်။ဟိုပါဠိတွေကြီးပဲဖိရုပ်ပြီးတော့အတိတ်ပဲဖုံးလွှမ်းသောင်းအောင်လုပ်ပြတဲ့ဟာတွေရှိတယ်။ဒါတော့ဟိုအတွေ့အကြုံညာသိရတာပေါ့နော်။အဲ့လိုပုံကိုယ်မျိုးကလည်းမဆွေးနွေးတဲ့ပုံကိုယ်လည်းပါတယ်။ဆွေးနွေးခြင်းတက်ပညာရောမဆွေးနွေးတဲ့မဆွေးနွေးတဲ့ရောဒါတပ်ပါရသမစဉ်တဲမှာ အဲသင်မသင်တမ်းမှာအကုန်လုံးကျုံးဝင်ပါလေကာလဒေသဘယောကနော်နောက်ပြီးတော့ပုဂ္ဂလပေါ့အဲ့တော့ကောင်းပြီဒါဖြင့်နံပါတ်1တတ္တကတမ္မစဉ်ဆိုတဲ့အကျိုးရှိမရှိနံပါတ်2တပ္ပယတမ္မစဉ်ဆိုတဲ့လုတ်တင်မလုတ်တင်အဲ့ဒီနှစ်ခုဟာလောကီကိစ္စမှာရောတတိပဋ္ဌာန်ကိစ္စမှာရောမပါမဖြစ်ပါမယ်ဆင်ခြင်တုံတရားရှိရမယ်အဲ့ဒီဆင်ခြင်တုံတရားရှိရမယ်တမ္မစဉ်နှစ်ပါးမပါရင်တတိပဋ္ဌာန်ပဲလုတ်လို့ကိုကတော့တတိပဋ္ဌာန်လို့ကြွေးကြော်ပြီးလုတ်လိုက်တာပဲ ဒါပေမဲ့အမှားမှယွင်းရင်ပဲဖြစ်မယ်ခုနကခုလေအကျိုးရှိမရှိမသိဘူးတင့်မတင့်မသိဘူးဆိုရင်အမှားမှယွင်းရင်ဖြစ်တဲ့အပြင်ကိုအကျိုးရုပ်စရာတွေထပ်ပြီးတော့ပေါ်ပေါက်လာလိမ့်မယ်ပေါ့အဲ့တော့ဒုတိယဖြစ်တဲ့ခုနသဗ္ဗယသမစဉ်ကိုသတိပဋ္ဌာန်တဲ့ကိုသွင်းကြည့်သတိပဋ္ဌာန်တဲ့ကိုသွင်းလိုက်ရင်ကျွန်တော်တို့သတိပဋ္ဌာန်မှာယောဂီရဲ့ဘာဝနာအလုပ်ဖြစ်တဲ့အတွက်ရှုမှတ်ရမယ့်အာယုံကတင့်တဲ့နဲ့အာယုံမတဲ့နဲ့အာယုံဆိုတာရှိဆိုလိုတာသတိပဋ္ဌာန်ရဲ့သဗ္ဗယတ္တမစဉ်ဖြစ်ဖို့အတွက်အာယုံတရားဟာတင်းလျော်တဲ့အာယုံဟုတ်မဟုတ်ဆိုတာဒီ သတိပဋ္ဌာန်ရဲ့အာယုံကကာယဝေဒနာစိတ်ဓာတ်တမှာပေါ့နော်ဒီဒီဒီလိုအာယုံမျိုးဖြစ်ရမှာပေါ့တို့မဟုတ်ရင်လည်းပဲခုနကပြောတဲ့အဲအစင်းအတန်အနတ်အရသာအတွေ့အထိအစရှိတဲ့အာယုံတစ်ခုခုဟာလောဘကုသိုလ်၎င်းဒေါသကုသိုလ်၎င်းမောဟကုသိုလ်၎င်းပေါ့နော်မြတ်သောကျင့်ရဲ့အန္တရာယ်ကုသိုလ်၎င်းအသက်အန္တရာယ်ကုသိုလ်၎င်းအသက်ရဲ့အန္တရာယ်ကုသိုလ်၎င်းမဖြစ်စေဘူးဆိုရင်ဒီအာယုံဟာတပ်ပါရဖြစ်တဲ့အာယုံပေါ့နော်ဒါဒီနှစ်ခုရဲ့အစွမ်းကိုပြောတာပါအဲ့တော့တတိယနောက်တစ်ခုတံပစင်ကဘာလဲဆိုဂောဇရတံပစင်လို့ခေါ် ခောစရာကိုသရရင်းမြစ်နဲ့ကပြောရင်တော့စကြက်မြည်လို့ခေါ်တာပဲခောစရာဆိုတာဒီမှာတော့အာယုံတရားရဲ့ကျက်စားရပေါ့နော်ကျက်စားရအာယုံပေါ့ရှုမှတ်တဲ့ပုဂ္ဂိုလ်ရဲ့ကျက်စားရအာယုံပေါ့အဲ့ဒီကျက်စားရအာယုံဟုတ်မဟုတ်ကိုလည်းပဲလေ့လာရတယ်ရှင်းကျင်ရတယ်ပေါ့ကျက်စားရအာယုံဟုတ်မဟုတ်ဆိုတာမသတိပဋ္ဌာန်လုပ်ရင်သတိပဋ္ဌာန်ရဲ့အာယုံတရားဟာခုနပြောတဲ့ကာယဝေဒနာစိတ်ဓာတ်ဓမ္မဒီကျက်စားရအာယုံပဲနော်ကြိုးကိုရှုမလားဝေဒနာရှုမလား စိတ်ကိုရှုမလားဓမ္မအာယုံကိုရှုမလားပေါ့နော်အဲကျဆားရဲ့အာယုံပဲကျံမစားတဲ့နဲ့အာယုံကဘာလဲဆိုရင်ငါးပြအာယုံကာမဂုဏ်တွေပေါ့ဒါကျဆားမယ့်အာယုံတွေမဟုတ်ဘူးအဲ့တော့အဲ့ဒီရဲ့ထူးခြားချက်ကဘာလဲလို့ဆိုတော့ရှုမှတ်ပွားများတဲ့ယောဂီဟာမိမိကျဆားတဲ့ကျဆားထိုက်တဲ့အာယုံထဲမှာပဲနေရင်ဘေးရနေရကင်းတယ်အဲ့ဒါလိုမှမဟုတ်ဘဲနဲ့မကျဆားတဲ့အာယုံတွေသွားပြီးကျဆားရင်ဘေးရနေရဖြစ်တယ်လို့မြတ်စွာဘုရားရှင်ကမဟာနိဒေသပါဠိတော်မှာဟောကြားတော်မူတယ်ဒါတတ္တယပေါ့နော်ခောစရသံမစင်စွာကျဆားတဲ့မစားတဲ့ เนาะอายุหุบบ่หุบนัมเบอร์3နောက်ဆုံးတစ်ခုကတော့သူကအတန်မောဟသံမစင်လို့ခေါ်တယ်အတန်မောဟသံမစင်ကမြန်မာလိုပါလဲဆိုမတွေ့မဝေပဲသိခြင်းအမှန်တိုင်းသိခြင်းလို့ပြောတယ်တနည်းအားဖြင့်ပြောရင်တမာဒိဋ္ဌိဉာဏ်ရဲ့အမိခွဲတစ်ခုပေါ့เนาะအဲ့ဒီအတန်မောဟသံမစင်ဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင်ရှေ့မှာအကျိုးမရှိမရှိကိုဆင်ခြင်တဲ့တရကသံမစင်ရဲ့လုံးတဲ့မလုံးတဲ့ကိုဆင်ခြင်တဲ့သဗ္ဗယသံမစင်ရဲ့ခုနကကြစားရအာယုံဟုတ်မဟုတ်ကိုဆင်ခြင်တဲ့ဂောဇရသံမစင်အဲ့ဒီသံမစင်တရား၃ပါးအလုတ်လုတ်လာတဲ့ရှေ့မှာ အလုံးလုံးလာတဲ့ခါကျတော့လေးချက်ပွားများပြီးတော့ရင့်ချက်လာတဲ့ခါမှာအတ္တမောဟတမစဉ်ကိုရောက်လာတယ်အဲ့ဒီအချိန်မှာဉာဏ်ရှင်လာပဲဉာဏ်အပြည့်ရှင်လာတာပဲအတ္တမောဟတမစဉ်ဆိုတာခုနပြောတဲ့မတွေ့မဝေပဲသိလာတဲ့ကိုကိုလှုပ်တဲ့အလုပ်တစ်ခုကိုပေါ့နော်နောက်ပြီးတော့အမှန်တိုင်းသိလာတယ်ရှစ်သုံးပါးရဲ့အကျိုးကြောင့်ပေါ့နော်ဒီအတ္တမောဟတမစဉ်ဆိုတာဖြစ်လာတယ်တတိတမစဉ်ဉာဏ်ရှင်လို့ပြောတာလေမိခေါ်မှာနော်တတိရတော့သူသိပြီသားလို့ပြောတယ်သမစဉ်ဆိုတာအဲ့၄ပါးရှိတယ်အဲ့၄ပါးမှာနောက်ဆုံးဖြစ်တဲ့ အတ္တမောဟတမ္ပဇဉ်ရောက်ဉာဏ်ရှင်သွားတယ်ဒါကိုဆက်ပြောတာပဲသတိတမ္ပဇဉ်ဉာဏ်ရှင်ပြီလို့လောကသုံးဘဝတာသုံးတာပေါ့နော်အဲ့တော့အဲ့ဒီအတ္တမောဟတမ္ပဇဉ်ရောက်ရင်ယောဂီကအမတန်ရှင်းမြင့်သွားတယ်ရှင်းမြင့်နေဆိုတာဥပမာတစ်ခုပြောမယ်အဲ့ဒီယောဂီကဒီတမ္ပဇဉ်နဲ့သွားမယ်အတ္တမောဟတမ္ပဇဉ်နဲ့သွားမယ်နောက်ဆုံးသွားပြီဆိုရင်ရှေ့တလန်းလှမ်းလိုက်တာကကသူကငါလှမ်းတယ်လို့မထင်တော့လှမ်းနေတဲ့စိတ်ကလှမ်းတယ်လှမ်းရှင်တဲ့နန္တရားကလှမ်းတယ်လှမ်းလို့တဲ့နန္တရားကလှမ်းတယ်ဒီလိုမြင်သွားတယ် မြင်ပြီးတဲ့ကမှာအဲ့ဒီနန္တရားကြောင့်ဖြစ်လာတဲ့စိတ္တဇဝါရောတွေအစင့်အင့်ဖြစ်ပေါ်လာတဲ့ဝါရောရုပ်တွေကိုသိလာပြီးတော့အမှုရာရုပ်ဖြစ်တဲ့ဝိညာဉ်ရုပ်တွေသိလာတယ်လွတ်ကြွားတယ်လမ်းနဲ့ချတယ်အဲအဲ့လိုမျိုးသူကတောက်လျှောက်ဆင်ကျင်သွားတယ်အဲ့ဒါအတ္တမောဟသံစင်ရောက်ရင်ဘာပဲလှုပ်လှုပ်ရှေ့ပဲလှုပ်လှုပ်နောက်ပဲတိုးတိုးတဲတယ်ပဲကြီးကြီးစောင်းပဲကြီးကြီးနော်ကိုယ်ပဲကိုယ်ထားတာဆန့်နေဆန့်ထားတာအကုန်လုံးကသံစဉ်တရားနဲ့သွားတယ်သတိသံစဉ်တရားနဲ့အဲ့ဒါဟာဘာလဲလို့ဆိုရင်ကာယ ानु ပသနာသတိပဋ္ဌာန်သံစဉ်ညပပပေါ့ အဲ့ဒီမှာပုဏ္ဏဇပရံဘိက္ခူဘိက္ခူတဲ့အဘိက္ခံတွေပရိက္ခံတွေတမ္မဇာနာကာရီဟောဒီခုနပြောတဲ့ဟာပဲရှင်းသွားတယ်နောက်ဆုံးတယ်အဲဒီလိုရုပ်အစဉ်ဆက်နော်တဲ့တဲ့ကြည့်တယ်။အောင်ကြည့်တယ်ပေါ့နော်။သမေဇိတိပတာတိတိသံဇာနာကာရီဟောဒီကိုးတယ်ဆန့်တယ်ပေါ့နော်။ပြီးရင်သူကသင်္ကာတိပတ်စလစီဝရဒါရင်နေ တမ္ဇာနာဂါရီဟောတိအာတိတိပိတိတာယိတိကာယိတိတာယိတိတမ္ဇာနာဂါရီဟောတိနောက်ပြီးတော့ဥစ္စာရပတ္တဝါကံမိတမ္ဇာနာဂါရီဟောတိဂတိတိတိနိသိဉ္စုတ်တိဇာဂရိတိဘာတိတိတုံနိဘာဝေတမ္ဇာနာဂါရီဟောတိတမဟုတ်ဘူးအမတန်တန်ကိုလည်းသူကဆင်ကျင်လာတယ်ဉာဏ်ရှင်လာတဲ့အခါအဲ့တော့ဣတိအစ္ဆတံဝါကာယိကာယ ानु ပတ်တိဝိဟရတိဒါနောက်တစ်ပိုက်ဘေဟိဒါဝါကာယိကာယ ानु ပတ်တိဝိဟရအစ္ဆတဘေဟိဒါဝါအပြင်တလဲအတွင်းတလဲကာယိကာယ ानु ပတ်တိဝိဟရတိ နောက်ပြီးတော့ဗာလဲဆိုတော့အဲ့ဒီလှုပ်ရှားမှုအမှုရာနေပြီးတော့ဖြစ်ချင်းပြက်ချင်းတွေကိုမြင်လာတယ်။အဲ့ဒါကိုပါဠိတော်ကသမုဒိယဓမ္မနုပတိဝါကာယသမိန်ဝိရတိဝေယဓမ္မနုပတိဝါကာယသမိန်ဝိရတိဖြစ်ချင်းလည်းမြင်လာတယ်အပြက်ချင်းလည်းမြင်လာတယ်။သမုဒိယဝေယဓမ္မနုပတိဝါကာယသမိန်ဝိရတိဖြစ်ချင်းတစ်လက်ပြက်ချင်းတစ်လက်လည်းဆင်ကျင်လာတယ်နော်။အဋ္ဌကာယောတိဝါပနတတတိပစ္စုပဋ္ဌိတာဟောတိယာဝတိဝညာနာမတ္တယပဋိသတိမတ္တယအာနိတိဒေါသဝိရတိနသကိဉ္စီ လောကေဥပါဒိယတိဧဝံဘိခောဘိက္ခဝေဘိက္ခုကာယေကာယနုပတိဝိဟရတိအဲ့ဒါတမ္ပဇဉ်ညပပနဲ့ကွဋ္ဌိပဲခုနကျွန်တော်ပြောတဲ့အတ္တမဟောတမ္ပဇဉ်ရှင်ရောက်တကယ်လမ်းအားကောင်းလာတဲ့ကခြေလှမ်းဖို့မပြောနဲ့ခြေတကြွမှာတင်မယ်အဲ့ဒီယုံဉာဏ်တွေအပိုင်းပိုင်းအပြတ်ပြတ်အဆက်ဆက်ဖြစ်ပေါ်ပုံကိုအတ္တမဟောတမ္ပဇဉ်ကနေပြီးတော့ဆင်ကျင်ပြီးတော့ပွားများသွားတယ်ပေါ့နော်ဒါကြောင့်တမ္ပဇဉ်တရား၄ပါးရှိတယ်တတိတမ္ပဇဉ်ဆိုတာတတိပိဒါနဲ့တမ္ပဇဉ်၄ပါးမှာတတိယ ြီးသွားတာနဲ့စရုပ်ထဖြစ်တဲ့အတ္တမောဟသမ္မစင်ဆိုရင်ဉာဏ်ရှင်တက်တီပါသွားတယ်လို့နော်ဒါအကြောင်းကျဆက်ဆက်ပြီးတော့ခြေချအပ်ပါ